လွယ်ကူတဲ့လမ်းတွေကကျွန်တော်တို့ရောက်ချင်တဲ့နေရာကို ရောက်အောင်ပို့မပေးနိုင်ပါဘူး။ဒါပေမဲ့ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကတော့ကျွန်တော်တို့ရောက်ချင်တဲ့နေရာကိုရောက်အောင်ပို့ပေးနိုင်ပါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ဘဝမှာခက်ခဲကြမ်းတမ်းတဲ့လမ်းပေါ်ကိုရောက်နေပြီဆိုလို့ရှိရင်တော့တေကြတယ်ကို ရောက်ချင်တဲ့နေရာကိုရောက်တော့မယ်အောင်မြင်မှုတွေကိုကျွန်တော်တို့ရတော့မယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုရှောက်နေတဲ့လမ်းကတိတ်ကိုလွဲကူနေပြီအရန်လဲလွယ်တယ်အရန်လဲပျော်စရာကောင်းတယ်ဆိုလို့ရှိရင်တော့ထေကြတယ်အဲ့ဒါကမှားနေတာဖြစ်လိမ့်မယ်ဒါကကျွန်တော်ရဲ့ဘဝအရေးအတွေ့အကြုံနဲ့ကျွန်တော်ပြောတာပါအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်ဘဝမှာဘာပဲလိုချင်လိုချင်ဘာပဲရချင်ရချင်ခက်ခက်ခဲခဲကြခုကြခဲကြိမ်ဖန်များစွာစူးစမ်းခဲ့ရတာကြီးပဲဖြစ်ပါတယ် အဲ့တော့ဒါကြောင့်မို့လဲကျွန်တော်ရခြင်းတဲ့နေရာတွေကိုကျွန်တော်ရခဲ့တယ်ရောက်ခြင်းတဲ့နေရာတွေကိုရောက်ခဲ့တယ်အဲ့တော့ကျွန်တော်အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်တွေမိတ်ဆွေတွေဒီဘဝမှာကိုယ့်ရဲ့လမ်းကခက်ခဲကြမ်းနှမ်းနေပြီဆိုလို့ရှင်ခံယူထားပါငါဒီရောက်ခြင်းတဲ့နေရာကိုရောက်တော့မယ်ဒါပေမဲ့ကျွန်တော်တို့လူတော်တော်များများကတော့လွယ်ကူတဲ့လမ်းကိုဝင်လိုက်ခြင်းကြတယ် အဲ့တော့လိုချင်တာတွေကိုလွယ်လွယ်ကူကူပဲရချင်ကြတယ်เนาะအဲ့တော့လွယ်လွယ်ကူကူနဲ့လည်းရလိမ့်မယ်လို့စိတ်ကူးရင်ဒါလည်း easy way အဲ့တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့လွယ်လွယ်ကူနဲ့သွားတယ်မရောက်တဲ့ခါမှာစိတ်ညစ်မယ်စိတ်ထက်ကြမယ်เนาะပြန်လှည့်ဖို့ကျွန်တော်တို့စူးစမ်းမယ်တခါလေးအလိန်ခံရမယ်ဒါကကျွန်တော်တို့ကလွယ်ကူတဲ့လမ်းကိုလိုက်မိလွယ်ကူတာကိုပဲလူကြည့် ဲ့တော့ကျွန်တော်တို့ကခက်ခဲတဲ့လမ်းအဲ့တော့ခက်ခဲတဲ့လမ်းကိုကျွန်တော်တို့ရှောက်ပြီးဆိုလို့ရှိရင်ထေချာတယ်အမားတွေပြဿနာတွေကြုံတွေ့ရမှာပဲစိန်ခေါ်မှုတွေကြုံတွေ့ရမှာပဲအဲ့တော့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကကြော်လွှားသွားမယ်စိန်ခေါ်မှုတွေကြော်လွှားသွားမယ်အမားတွေကိုအမှန်ဖြစ်အောင်လုပ်မယ်စိန်ခေါ်မှုတွေကိုကျွန်တော်တို့ကဖြည့်ရှင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခြေတစ်ခုရောက်လာတဲ့အခါမှာကိုကဘာဖြစ်လာမှာလဲဆိုတော့တဖြည်းဖြည်းတန်မာလာမယ်အဲ့တော့ကိုရောက်ချင်တဲ့နေရာကိုရောက်ဖို့အတွက် ကိုမှာအတွေ့အကြုံတွေလည်းရှိသွားပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေလည်းကျွန်တော်တို့ရှိသွားပြီအဲ့တော့ကိုကဘာဖြစ်သွားတာလဲဆိုတော့ရွှေဖြစ်သွားတာเนาะအဲ့တော့ရွှေဖြစ်သွားတယ်ဆိုတာကကျတော့မြေကြီးကနေပြီးတော့မှအပူဒဏ်နေကျွန်တော်တို့ခံရတယ်ဟလာဖိနိတ်ဒီပရက်ရှာဒဏ်နေခံရတယ်အချိန်နေကြာလာတဲ့အခါမှာဘာဖြစ်လာသွားလဲဆိုတော့မြေကြီးကနေရွှေဖြစ်သွားတာပဲအဲ့တော့ကျွန်တော်တို့ကဘာမှလည်းဒီတိုင်းပဲကျွန်တော်အပူဒဏ်နေခံရမယ်ပရက်ရှာဒဏ်နေခံရမယ်အချိန်နေပေးရမယ်အဲ့ဒါဆိုလို့ရှိရင်ကိုဘွားကရွှေဖြစ်သွားမှာပဲအဲ့တော့ရွှေဖြစ်သွားပြီဆိုလို့ရှိရင်ကိုကမြေကြီးပြန်မဖြစ်တော့ဘူးဘ ယ်လို့ပဲနေထားပဲရောကိုကပြန်ပြီးတော့မှဟာဆင်းရဲတာမှเนาะအချိန်နေမကောင်းတော့တာဆိုတော့ဖြစ်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကိုကရွှေဖြစ်သွားတဲ့အတွက်ပါအဲဒါကြောင့်မို့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ဘဝမှာကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်ခြင်းကိုယ့်ရဲ့အိမ်မက်တွေကိုကိုရခြင်းရင်ခက်ခဲကြမ်းတမ်းလေလို့တော့အဲ့ဒီလမ်းကိုကျွန်တော်မဆွတ်လို့ပါတယ်ဘာလို့ ਆ မှာလဲဆိုတော့ဆက်သွားရမှာပဲ နောက်တစ်ခုတော့ရှိတာပေါ့နော်ကိုရဲ့ဥတီချက်ကိုကိုသိရမယ်ကိုရောက်ချင်တဲ့နေရာကိုကိုသိရမယ်ကိုသွားနေတဲ့လမ်းကြောင်းကိုလည်းကိုကကောင်းကောင်းတော့ကျွန်တော်တို့ကြည့်ထားဖို့လိုတယ်နားလည်အောင်လုပ်ထားဖို့လိုတယ်အဲ့တော့ကိုရောက်ချင်တဲ့နေရာလည်းမရှိဘူးကိုသွားနေတဲ့လမ်းကြောင်းကြီးကလည်းခက်တော့ခက်ခဲတယ်မှားနေရဆိုလို့ရှိရင်လည်းကျွန်တော်တို့ရမှာမဟုတ်ပါဘူးဒီကြောင်းနေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့လူငယ်တွေမိတ်ဆွေတွေဒီဂျိုးရီဇုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့ကဂျိုးရီဇုံတွေရရဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲ comment မှာ yes တူရေးပြပါဦးဒီဗီဒီယိုစုတ်ထောင်ကြည့်ပြတော့လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါငယ်ငါရှိတော့နေလေးဖြစ်ပါစေ